စာတင်ကြောင်းဆိုပေမဲ့လို့တရေ6တဲ့အခါရီမှာဘာရီများဖြစ်လာအောင်မလဲမင်္ဂလာပါ MNM မြန်မာကပြန်လည်ကြိုဆိုလိုက်ပါရီမူလာရန်ကျောင်းတွေဆိုတာကကလင်းငယ်တွေရဲ့စာတင်တန်တညဉဏ်နဲ့ကိုကြည်နိုးစရာပတ်ဝန်းကျင်တစ်ခုဖြစ်ပေမဲ့ဒီနေ့မှာတော့တကယ်ကိုမှထိတ်လန့်စရာကောင်းတဲ့မူလာရန်ကျောင်း၅ကျောင်းအကြောင်းကိုပြောပြပေးပါမယ်ပထမအဆုံးကတော့ Farah မူလာရန်ကျောင်းပဲဖြစ်ပါရီ Iowa မှာရှိပြီးတော့1922ခုနှစ်ကတည်းကတည်ဆောက်ခဲ့တာဆိုတော့တမိုင်းတော့တော်တော်ရှိတာပေါ့ဗျာဒါပေမဲ့လို့2006ခုနှစ်မှာတော့ဘာကြောင့်ရေတော့မသိဘူးလူတွေကစွန့်ပြစ်လိုက်ကြပါရင် ညတော့အင်ချံမြေဝယ်တဲ့စုံတွေတွေကဝယ်လိုက်ကြပါရင်သူတို့တွေကတော့ညာဘက်ဆိုရင်ထိုးစမ်းတဲ့အတန်တွေကိုကြားရရင်လူရိတ်လူမျိုးတွေမြင်ရတယ်လို့ပြောကြပါရင်အဲ့ဒီအကြောင်းမှလည်းတချင်းသွားတွင်းကြတဲ့ဒီဝိုင်းတစ်ခုကလည်းကြောက်စရာကောင်းတဲ့ဖြစ်ပျက်တွေနဲ့ကြုံခဲ့ရသေးပါရင်အတန်ဖန်တဲ့အင်ဂျင်နီယာဆိုရင်တော့သူ့ရဲ့နှစ်ချက်ထဲမှာရုတ်တရက်နနာချင်းအော်ရဲအတန်ကြီးကိုကြားလိုက်ရတယ်လို့လည်းပြောကြပြန်ပါရင်နောက်တစ်ခုကတော့ပါကာရုံးမူလာတဲ့အကြောင်းလေးဖြစ်ပါရင်ဒါကတော့မစ္စတိုရီမှာရှိတဲ့မူလာတဲ့အကြောင်းလေးပါ ဒီကြောင်ဆောက်ထားတဲ့မြေနေရာကအရင်တုန်းကတင်းကျိုင်းဟောင်းကြီးပါရဲ့ဗျာ။အဲ့ဒီမှာအလုံးလုံးနေတဲ့သူတွေဆိုရင်လည်းရေချိုးခန်းထဲကနေငိုနေတဲ့မိန်းကလေးရဲ့အတန်ကိုကြားရတယ်လို့လည်းပြောကြပါရင်ပြီးရင်တော့မျိုးလုံးမပါတဲ့အစင်းရောင်ဝတ်ထားတဲ့မိန်းမကြီးတယောက်ကိုလည်းမြင်ဘူးကြတယ်လို့ဆိုကြပါရင်တချို့ကလေးတွေဆိုရင်တော့ចောင်းတောင်မှာလာမတဲ့ရေရောတဲ့အထစ်ကို၆ចမ်းတယ်လို့လည်းနာမည်ကြီးပါရင်နောက်ထပ်အိုဟိုင်းယူပြည်နယ်မှာလည်းထူးဆန်းတဲ့ចောင်းတစ်ចောင်းကရှိနေပါသေးတယ်။ចောင်းရဲ့နာမည်ကတော့ပွက်စတောင်းမူလာတဲ့ចောင်းလည်းဖြစ်ပါရင် ဒီကြောင့်ကို2000ပြည့်နှစ်မှာကျွန်တော်တို့မသိနိုင်တဲ့ကိစ္စတခုကြောင့်ပိတ်သိမ်းလိုက်ပြီးတဲ့နောက်ဒါရဲဝစ်စမန်ဆိုတဲ့လူတစ်ယောက်ကဝယ်လိုက်ပါရင်တုံငယ်တငယ်ချင်းတွေဆိုရင်ညာဘက်တွေမှာဘယ်ကလာမှမသိတဲ့အတန်တွေကိုလည်းကြားရရင်ပြီးတော့တော့တရေတွေကိုပါမြင်ခဲ့ရတယ်လို့ပြောကြပါရင်တချို့လူတွေကတော့အဲ့ဒီနောက်မှာအရင်တုန်းကယထာတိုက်မှုကြီးနှစ်ခုဖြစ်ခဲ့ဘူးတယ်လို့အဲ့ဒီဝိညာဉ်တွေကလှည့်လည်နေတာဆိုပြီးတော့ယုံကြည်ကြပါရင်ဟောင်ကောင်မှာရှိတဲ့တက်တက်မူလာရန်ကြောင်းကတော့ပူရောင်မှကြောက်ဖို့ကောင်းပါရင် ဲ့ဒီကျောင်းဆရာမတယောက်ကကျောင်းထဲမှာပဲကိုကိုကိုအဆုံးစီရင်သွားခဲ့ပြီးတော့ရင်နောက်ကျောင်းသူကျောင်းသားတွေကိုလည်းစတင်နေတော့6လန်းတာကြောင့်ကျောင်းတက်သူတွေကနေပါလာခဲ့ပါရင်ကျောင်းကလည်းဆက်လက်ရက်တီဖို့ခက်ခဲလာခဲ့ပြီးတော့နောက်တော့ကျောင်းကိုပိတ်လိုက်ကြပါရင်အဲ့ဒီအချိန်ကစပြီးတော့ကျောင်းသားကိုဖျက်သွားတဲ့သူတွေကအနည်းအောင်မျိုးသမီးလို့ခေါ်ကြတဲ့အဲ့ဒီဆရာမရဲ့ဝိညာဉ်ကိုတွေ့ဘူးတယ်လို့ပြောကြပြီးတော့အဲ့ဒီကျောင်းရှိတဲ့ရွာမှာလည်းအရင်တုန်းကလူအများကြီးအဆူလိုက်အပြုံလိုက်ကိုတက်ဖြတ်ခံခဲ့ရတဲ့အဖြစ်အဆိုးကြီးကရှိခဲ့ပါသေးတယ် နောက်ဆုံးတစ်ခုကတော့ Virginia ပြည်နယ်က Madrid ပဲဖြစ်ပါတယ်။ဒီကြောင်မှာကတော့ Madrid လို့ခေါ်ရဲကလေးတရားရဲ့ဝင်းကြီးက6လက်နေရလို့ပြောဆိုကြတာပါ။ဒါရင်ဘဲလားဆိုတော့လည်းမဟုတ်သေးပါဘူး။အရင်တုန်းကအဲ့ဒီဂျာဝင်းထဲမှာပဲ African American ကလေးလေးနှစ်ယောက်ကိုကျိုးဆွဲချခဲ့တည်တဲ့အဖြစ်ကလည်းဖြစ်ခဲ့ပါသေးတယ်။သူတို့ရဲ့ဝိညာဉ်တွေကလည်းအဲ့ဒီနေရာမှာပဲလှည့်ပတ်နေတယ်လို့လည်းဆိုကြပါရင် ကလင်းငယ်လေးတွေကတည်ဆုံးခဲ့ရတာဆိုတော့ပို့ပြီးတော့စိတ်မကောင်းစရာကောင်းတယ်လို့ကြောက်စရာလည်းကောင်းလာပါရင်ဒါတွေကတော့ကဘာတဝမ်းမှာတည်ရဲ6တယ်လို့နာမည်ကြီးတယ်မူလာရန်ကြောင့်ငါကြောင့်အကြောင်းပဲဖြစ်ပါရင်ကျွန်တော်ပြောပြတာကိုနားထောင်ပြီးတော့ကြောက်သွားကြပြီးတော့ညာဘက်အိမ်မက်ဆိုရင်မမက်ကြပါစေနဲ့လို့လည်းကျွန်တော်ကတော့ဆုတောင်းပေးခဲ့ပါသေးတယ်ခင်ဗျာခေတ္တဆိုရင်အားလုံးပဲနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေမှာပြန်လည်တွေ့ဆုံကြရအောင်နော်အဆုံးထိကြည့်ရှုပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ